ဟေးအားလုံးပဲမင်္ဂလာပါဒီထဲမှာဝေးပရိုတင်းတောက်နေကြတဲ့သူတွေရှိလားဒီကနေ့ဝေးပရိုတင်း isolate ကိုအပေါင်းစည်းလုပ်ရင်းနဲ့ပရိုတင်းမမှန်ကန်ကန်တောက်နည်းလေးတွေကို share ပေးသွားမှာဖြစ်ပါတယ်ပုံမှန်အပေါင်းစည်းအနေနဲ့မဟုတ်ဘဲနဲ့ပရိုတင်းအကြောင်းအမြင်မှနေတာတွေပရိုတင်းကိုအကျိုးရှိအောင်ဘယ်လိုတောက်အောင်လဲဆိုတာပြောပြပေးသွားမှာပါကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင် subscribe နဲ့ like လေးပေးသွားဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်အရင်ဆုံးအနေနဲ့ဒီ protein isolate တွေကိုအပေါင်းစည်းလုပ်ကြည့်လိုက်ပါမယ် ဒါ5ပေါင်ဖြစ်ပါတယ်5ပေါင်ရှိတဲ့ whey protein isolate ဖြစ်ပါတယ်ဒီမှာဆိုတော့ဒီ86 7ပါမှာဖြစ်ပါတယ်ဘူးအတွက်မှာကျွန်တော်တို့မြန်မာလူမျိုးတွေကြမှာ protein ဆိုတာကဒီဂျင်းသွားတဲ့သူတွေပဲတောက်ရတယ်ဆိုတော့အယူဆမျိုးရှိနေကြတာပေါ့နော်ဒါကလုံးဝမှားရွတ်တဲ့အယူဆပြဒီ protein တက်ဆိုတာကလူတိုင်းအတွက်အရေးကြီးတဲ့ဟာရတက်တစ်မျိုးမှာလူတိုင်းအတွက်လည်းတကယ်လိုအပ်ပါတယ်အထူးသဖြင့်အသက်အရွယ်ရလာတဲ့အနေမြတ်ဒါကျွန်တော်တို့ န္ဓာကိုယ်မှာရှိတဲ့မက်ဆယ်ရီလျော့နေလာတယ်။ဒါကိုဆက်ခရိုဖီနီးယားလို့ခေါ်တယ်။ဒီဖြစ်စဉ်ကိုနှိကွေးစေဖို့အနေနဲ့ကပရိုတင်းအနေနဲ့ကအရေးကြီးတဲ့အခန့်ကဏ္ဍမှာပါတယ်။ဒီကနေ့ဝယ်လာတဲ့ whey protein isolate ကနွားနို့ကနေရတဲ့ပရိုတင်းအမျိုးအစားပါ။ပြတော့ကြတော့တန်းစင်မှုလဲပိုးမြင်မာတယ်ပေါ့နော်ဒီမျိုးအစားကိုဘာလို့ရွေးချယ်လဲဆိုရင်သူကတခြားပရိုတင်းအမျိုးအစားတွေထက်ဒီတန်းစင်မှုလဲပိုးမြင်မာတယ်အစီရီဖက်တွေမပါတလောက်နည်းတယ်ပေါ့နော် ပြီးတော့ကြတော့ node net acidet ပါဝင်မှုနည်းပါးတဲ့အတွက် node net damage တဲ့သူတွေအတွက်ပိုပြီးတော့လည်းတင့်တော်တယ်။ကြည့်အရင်ဆုံးအနေနဲ့ protein isolate ကိုဖောက်လိုက်ကြမယ်။အတွင်းထဲကျွန်တော်ခွာ scoop ခွက်ကိုရှားကြည့်လိုက်မယ်။ဓာတူထဲမှာပါတဲ့ scoop ခွက်ပါသူရဲ့အယောင်ကတော့ဒီအဝါရောင်အဝါရောင်မှကျွန်တော်ဒီတစ်ခေါက်က vanilla အရသာလေးကျွန်တော်ပျောက်ပြီးတော့မှားထားတာပေါ့နော်။နည်းလည်းတော်တော်လေးမွေးတယ်။နည်းတော်မွေးတယ်ဗျ။စာပြီးအနေနဲ့ကတော့86စာပြီးပါမှဖြစ်ပါတယ်။ဒါဆိုရင် ျွန်တော်တစ်ချက်ဖြောကြည့်လိုက်ပါမယ်။ဒါကျွန်တော်ဒါ one scoop ထည့်ပြီးတော့ဖြောလိုက်ပါမယ်။ share တော့ဒါ400 ml လောက်ကျွန်တော်ရောပြီးတဲ့ဖြောတယ်။200 ml လောက်နဲ့တကယ်လို့သိရေးအများကြီးမချိုက်ဘူးဆိုရင်200 ml လောက်နဲ့လည်းရောဖြောလို့ရတယ်။ ဒါကတော့ vanilla အရသာ whey protein isolate ဖြစ်ပါတယ်ကျွန်တော်ကတော့အရင် concentrate သုံးတာပေါ့နော်ဒီတစ်ခါက vanilla အရသာကိုမှ isolate ထဲကမှားလိုက်တာပါတော်လေးကောင်းပါတယ်ဒီ vanilla အရသာဒီ cookie နဲ့ biscuit အရသာပေါ့နော်ဒီ cookie နဲ့ biscuit ကြိုက်တဲ့သူတွေဆိုလည်းတော်တော်လေးကြိုက်မှသိကြတယ်သူက cookie ဘက်ကိုသွားတယ်သူရဲ့အရသာကိုလိုလိုအနေနဲ့နေစင်းတော့မှာက ကိုယ်အလေးချိန်1ကီလိုဂရမ်ကိုပရိုတင်းပမာဏ0.8ကနေ1.6ဂရမ်ထိလိုအပ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ကိုယ်အလေးချိန်90ကီလိုဂရမ်ရှိရဆိုရင်ပရိုတင်းပမာဏ56ဂရမ်နေ132ဂရမ်ထိလိုအပ်မှာဖြစ်ပါတယ်။ဒီပမာဏကိုဒီအစားအစာနဲ့စားဖို့ကတော့ဘယ်လိုမှမလွယ်ဘူး။ဒါဘလို့လူတွေအသုံးပြုတယ်လဲဆိုရင်ထူးသဖြင့်အချိန်မပေးနိုင်တဲ့သူတွေဒီအသက်ကြီးလာတာနဲ့အမျှအသက်အရွယ်ရလာတာနဲ့အမျှအစားအစာချင်းစိတ်ညော်နေလာတဲ့သူတွေ ဒါသူတွေအနေနဲ့လည်းဖြည့်ဆက်စာအနေနဲ့အသုံးပြုလို့အဆင်ပြေတယ်ပရိုတင်းကဘာကြောင့်အရေးပါတာလဲဆိုတာကိုဆက်ပြောပါမယ်အရင်ဦးဆုံးအနေနဲ့ပရိုတင်းရဲ့ function ကကိုကံအားစနစ်ကိုသူကအားဖြည့်ပေးတာကိုကံအားစနစ်မှာပါဝင်တဲ့ cell တွေနဲ့ hormone တွေကိုသူကထုတ်ပေးတာအယိုးနဲ့ကြောသားတွေကိုပြည့်ပြည့်ထိမ့်သိမ့်မှုအတွက်မဇယ်မှာရှိတဲ့ဆဲအသွက်တွေကိုသူကဖန်တီးပေးတာအဲ့ဒီနေရာတွေမှာသူကတော်တော်အရေးပါတယ်ဆယ်ပြင်းတို့အရေးပြားတို့လက်သေးခြေသေးစတာတွေကြားမှာဖို့အတွက်လည်းပရိုတင်းလိုအပ်တယ်ဥပမာဘိုက်စာရာတို့ ်ဘိုင်းစာရာမျိုးဆိုရင်သူကစာလောင်တာကိုရှော့ချပေးတယ်စာလောင်မှုကိုရှော့ချဖို့အတွက်ပရိုတင်းတောက်ထားပြီးတဲ့အချိန်မှလည်းပုံမှန်တောက်မထားတဲ့ပို့ပြီးတော့စာခန္ဓာနာတွေ့ရအောင်ဆိုရင်ပရိုတင်းဘယ်လိုမျိုးရှိလဲဆိုတော့ဆက်ပြောကြမယ်နံပါတ်1ဝေးပရိုတင်းသူကတော့နွားနွားနေထုတ်တယ် 80ရာခိုင်နှုန်းကဝေးပရိုတင်းပေါင်တာဖြစ်တယ်။ကျန်တာတွေကတကြားလက်တို့နွားတို့စတာတွေပါမှာပေါ့။ One scoop မှာဆိုရင်31 program မှာ120 calorie ပါတယ်။နံပါတ်2 isolate ကတော့ဆောနာပြောတဲ့ concentrate ကိုတက်စင်ပြီးတော့မှ isolate ကိုရတာပေါ့နော်။သူကတက်စင်မှုလဲပိုးမြင့်တယ်။ protein 90ရာခိုင်နှုန်းထိပါတယ်။ ဆက်ကတော့မပါသလောက်တော်တော်လေးနဲတယ်ဆိုယူအားလည်းပိုပြီးတော့ကောင်းတယ်ဖက်အနေနဲ့က1%ဆိုတော့မပါသလောက်အရင်နဲတယ်သူကသွေးတွင်းကိုလက်စထရောအဆင်ပြေတဲ့သူတွေအတွက်အရန်အဆင်ပြေတယ်။ဝက်စကူက32 g ဥမာ130 calorie ပါတယ်။အခုပြောခဲ့တဲ့ protein နှမျိုးက pre-workout အနေနဲ့ရော post workout အနေနဲ့ရောနှမျိုးလုံးတောက်လို့ရပါတယ်။ပုံမှန်အနေနဲ့ကတော့ဝက်စကူလောက်ပဲတောက်တင်ပါတယ်။တစ်ရက်ကိုတော့ရေ2 liter လောက်တော့တောက်ပေးပေါ့။နောက်တစ်ခုက casein protein ဆိုတာရှိသေးတယ်။သူကတော့ slow digesting protein ဖြစ်ပါတယ်။ ကက်ဆင်းပရိုတင်းဖြစ်လာပုံကိုအရင်ပြောပြပေးပါမယ်အရင်ဆုံးအနေနဲ့ကဝီးထုတ်တဲ့အချိန်မှာပေါင်းခံတဲ့အဆင်ပြေတဲ့အချိန်မှာအရင်ဆုံးထွက်လာတဲ့ကွန်ကြောအမျိုးအစားဖြစ်ပါတယ်။ဒါပြီးတော့ကြတော့မှ blender ဝီးတို့ iso ဝီးတို့ဆိုပြီးတော့ထပ်ပြီးတော့ခွဲလိုက်တာဖြစ်ပါတယ်။ဒင်းချင်းတွေနွားလူတွေဆိုင်လူတွေရဲ့မှာလည်း casein protein ပါတယ်။ casein protein ကိုဘလို့လူတွေတောက်တင်လဲဘယ်အချိန်မှာတောက်တင်လဲဆိုတော့ muscle တိဆောက်ခြင်းတဲ့သူတွေနဲ့ဦးလေးချိန်ရှော့ချခြင်းတဲ့သူတွေတို့အရန်တင်တော်ပါတယ်။ညာရိုက်တဲ့အချိန်မှာလည်းကြွက်သားတွေကို amino acid ထောက်ပံ့ပေးတာဖြစ်တဲ့အတွက် မနေ့ဝါကောက်လုပ်တဲ့အချိန်မှာလုံးဝလမ်းဆက်နေမှာဖြစ်ပါတယ်။ကာစင်ပရိုတင်းအနေနဲ့ကညဘက်အိပ်ရာမူဝင်ခင်မိနစ်30လောက်အလိုမှာကာစင်ပရိုတင်းကိုတောက်နိုင်ပါတယ်။အထူးသတိပေးချင်တာကကာစင်ပရိုတင်းကိုနွားနို့နဲ့ဓာတ်မတဲ့သူတွေနဲ့ကြောက်ကရောဂါရှိတဲ့သူတွေလုံးဝရှောင်ရပါမယ်။နောက်ထပ်တစ်မျိုးကအပင်ကနေထွက်တဲ့ပရိုတင်းတွေလည်းရှိသေးတယ်။ပဲပီဆက်တို့ပဲပရိုတင်းတို့စတာတွေကလည်းအပင်ကနေထွက်တဲ့ပရိုတင်းတွေဖြစ်ပါတယ်။နို့နဲ့ဓာတ်မတဲ့သူတွေနဲ့တတ်တတ်လွတ် vegetarian စားတဲ့သူတွေအတွက်လုံးဝသင့်တော်ပါတယ်။ ဒီဂျင်းကစားသူတွေဆိုရင်တော့ post workout အနေနဲ့မိနစ်30နဲ့တနာရီအတွင်းလောက်မှဒီအစားအသောက်နဲ့တွဲပြီး protein တောက်တာကျက်သားဖွံ့ဖြိုးပြီးတော့ကျက်သားတွေ muscle တွေပြန်လည်ပြီးတော့ပြည့်နိုင်စွာမြင့်တင်ပေးပါတယ်။ရှေ့မှာပြောခဲ့သလိုပဲ pre workout အနေနဲ့အားကစားမလုပ်ခင်လည်းတောက်နိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ခြင်းတဲ့သူတွေအနေနဲ့ကတော့ဒီ protein ကဗိုက်စာရာကိုလျှော့ပြီးတော့ဒိုင်းရလုပ်နေချိန်မှာလည်းကျက်သားဆုံးရှုံးမှုကိုကာကွယ်ပေးတယ်။အသက်ကြီးတဲ့သူတွေအတွက်အသက်အရွယ်ရလာတဲ့အတူတဘာဝကျက်သားတွေရောနေလာတာကိုတားဆီးပေးနိုင်တယ်။ အားကစားမလုပ်တဲ့သူတွေအနေနဲ့လည်းတစ်နေ့လုံးပြည့်ပြည့်ဝဝအာဟာရရဖို့ပရိုတင်းကိုရိုးရိုးရင်းနဲ့သာမဟုတ်ဘဲနဲ့နွားနို့တွေအသီးဖြော်ယူတွေဒါမှမဟုတ်ကာရော့ juice တွေစသဖြင့်ဖြောတော်လို့ရပါတယ်။အရေးကြီးဆုံးပြောချင်တာကပရိုတင်းရွေးချယ်တဲ့နေရာမှာအည်သွေးကောင်းမကောင်းမူလအရင်းမြစ်ကောင်းမကောင်းစစ်ရပါမယ်။တခြားပါဝင်မှုအ ਨੇ မြောက်ကိုလည်းဂယူဆိုင်တင်ပါတယ်။ဒီ way isolate မှာဆိုရင် fat က1%ဆိုတော့တခြားပါဝင်မှုအရင်နဲ့တယ်ဒါဆိုရင် သုံးလဝင်ကျွန်တော်တော့အေးဆေးတောက်လို့ရတယ်ဒါ overall အနေနဲ့ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့အနေနဲ့ဂျင်သွားရသူတယောက်ပဲဖြစ်ဖြစ်တာမန်လူတယောက်ပဲဖြစ်ဖြစ်ပေါ့နော် deep rooting ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးပါတဲ့ hard attack တွေဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့ protein နဲ့ပတ်သက်တဲ့အမြင်အယူအဆတွေပြောင်းလဲသွားရင်အကျိုးရှိပါပြီကျွန်တော်ရဲ့ channel လေးကိုခုမှကြည့်မှုသူတွေဆိုရင်တော့ unboxing နဲ့ knowledge sharing video တွေကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်ပေးနေတာမို့ like and subscribe လုပ်ဖို့တောင်းဆိုပါရစေခင်ဗျာ အခုဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အချက်အလက်တွေရှိရင်မေးချင်တာတွေရှိရင်ကွန်မန့်မှာဝေရောက်ဆွေးနွေးတော်လို့ရပါတယ်